မြတ်စွာဘုရားတာဝတိပီဇေတဝင်ကျောင်းတော်မှာသတင်းသုံးနေတဲ့အချိန်မှာအနာတပိန်တထေးကြီးဟာဥပဒက900ခြံရန်ပြီးတော့မြတ်စွာဘုရားကိုလာပြီးတော့ဖူးမြော်ကြောပါတယ်မြတ်စွာဘုရားရဲ့ရှိတော်မောက်မှာတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်းနေတဲ့အချိန်မှာမြတ်စွာဘုရားကနေပြီးတော့အနာတပိန်တထေးကိုဩဝါဒကထာမိကြားပါတယ်အနာတပိန်တထေးကြီးဟာဆိုလို့ရှိရင် ဒေတာမင်းသားဌာနနေပြီးတော့ရှစ်ဂရေတော့အတပြားရီနဲ့ညီမခင်းပြီးတော့ဝယ်ယူပြီးတော့ကြောင်းဖြစ်ကြောင်းမြေဖြစ်လှူဒန်းပါတယ်ဆက်ရှိဂရေတော့အတပြားရီကုံကြခံပြီးတော့ဘုရားမှုရှိသောတန်ဃာတော်တွေသတင်းသုံးမှုအတွက်ကြောင်းတော်ယူကိုလည်းစောက်လို့လှူဒန်းပါတယ်လက္ခဏာနေစဉ်နေစဉ်လည်းတနည်းကိုသုံးချင်နဲ့ဇတဝင်ကြောင်းတော်ကိုလာပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့လှူဒန်းတယ် ကျောင်းကိုလာတဲ့ခါမှာဆိုလို့ရှိရင်လည်းဘယ်တော့မှလက်ကိုဗလာမလာဘူးတဲ့ပစ္စည်းတစ်ခုခုလှူဒန်းပြီးဟိုအတွက်လာတယ်အဲ့လိုသူကဒါနမှာအင်တာမှာပျော်တဲ့တကာကြီးဖြစ်တယ်မြတ်စွာဘုရားရဲ့ဥပတ္တကာရီထဲမှာဆိုလို့ရှိရင်လည်းဒါနမှုမှာအင်တာနှစ်ချိုက်တဲ့ဒါနပြုရတာအင်တာပျော်တဲ့ဣတတကဘွေရတဲ့ဥပတ္တကတယောက်လည်းဖြစ်ပါတယ်ဘုရားသာသနာတော်မှာတယောက်ထဲရတယ်အဲ့လိုဒါနနဲ့မူလျော်တဲ့တကာကြီးတကာသူရဲ့ မိတ်ဆွေတွေဥပဒကံ900ခါဆိုလို့ရှိရင်လေသူ့လိုပဲဖြစ်မှာပေါ့အပေါင်းအသင်းဆိုတာဓာတုရဓာတုရပေါင်းကြတော့ဒီဥပဒကံ900ခါလေဒါနာမှာမွေးလျော်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားကနေပြီးတော့ဥမီကောကဟာပတိသင်္ဃာဆိုလို့ရှိရင်ယဟန်တန်ဃာတော်တွေပေါ်မှာစွန့်တင်ကံကြောင်းစည်းလို့ခေါ်တဲ့ပစ္စည်းလေးပါးနဲ့ထောက်ပံ့ပြူရနေကြပါတယ်သင်တို့ဟာဆိုလို့ရှိရင်ဒီလောက်ကလေးနဲ့ဂျင်းနမနေကြပါနဲ့တဲ့ တာဝတကေနေဝတုတ်တိကရဏီယဒီလောက်နဲ့ကျင်းနာမနေကြပါနဲ့ငါတို့ဟာတန်ဃာရီပေါ်မှာစိုးသင်္ကန်းကြောင်စီပစ္စည်းလေးပါးနဲ့ထောက်ပံ့လူရန်နေတယ်ဆိုပြီးတော့ဒီလောက်နဲ့ကျင်းနာမနေပါနဲ့တာနာဆိုတာသာသနာရင်းမှာလည်းပြုနိုင်တယ်သာသနာပါမှာလည်းပြုနိုင်တယ်သာသနာရင်းပြုတာတော့ဘုအချိုးများတာပေါ့ဒါပေမဲ့လို့လေဒါနာရဲ့အကျိုးတရားကြောင့်စွန်သင်္ကန်းကြောင်စီပစ္စည်းလေးပါးလူတန်းလို့ တန်တရာမှာကျင်းလေတဲ့ခါမှာတော့တဏ္ဍာတာတာနဲ့ပြည့်စုံတဲ့အကျိုးတွေကိုပေးမယ်။နိဗ္ဗာန်ရောက်ခြင်းတည်းအကြောင်းထောက်ပံ့လို့အကျိုးပေးမယ်။ဒါပေမဲ့လို့လေမြတ်သာသနာတော်မှာနေတိုင်းတဲ့ခါမှာတရားလုပ်စရာသီလအကျိုးတွေ၊ပမာတိအကျိုးတွေ၊ပညာအကျိုးတွေကိုလည်းကျင့်ကြမှာဖြစ်ပါတယ်။ဒီလိုကျင့်စားမှာတဲ့ဘယ်လိုလဲဆိုရင်တော့တင့်အနေနဲ့အချိန်တိုင်းအချိန်တိုင်းမှာရံခါရံခါနိဗ္ဗာန်တရားတွေကိစ္စချင်းကြောင့်ဖြစ်ပေါ်လာတဲ့ပီတိနဲ့ ဝင်စားပြီးတော့ဘလို့နေထိုင်ရပါမလဲဆိုပြီးတော့ကြည်ကြံကိုကိုပွားများအထုတ်နေတဲ့နေထိုင်စားမှာဆိုပြီးတော့မြတ်စွာဘုရားကနေပြီးတော့ဒီအနာတပိတ်တထေးကြီးကိုတွန်းပါတယ်အနာတပိတ်တထေးကြီးနဲ့တကွဥပဒက900ခုအခုလိုနိဗ္ဗာန်တရားကိစ္စချင်းကြောင့်ဖြစ်ပေါ်လာတဲ့ပီတိပဝိဝေကနဲ့ပဝိဝေကပီတိလို့ခေါ်တဲ့ပီတိတရားနဲ့စဉ္ညာတစာနဝင်စားပြီးတော့နေထိုင်နေအောင် ကြည်ကြံပြီးတော့နေစားမှာဆိုပြီးတော့မြတ်စွာဘုရားကတိုက်တွန်းပါတယ် အဲ့လိုနိဝရဏတရားကိစ္စချင်းကြောင့်ဖြစ်ပေါ်လာတဲ့ပီတိနဲ့ဘလို့ဝင်စားရမလဲဆိုလို့ရှိရင်တော့ဇင်းနေနဲ့အဲ့လိုဝင်စားဖို့အတွက်အဲ့လိုနေဆိုင်နိုင်ဖို့အတွက်ကျင့်စဉ်ကိုခဏတော့ပြောပြမှာဖြစ်ပါတယ်။အဲ့တော့လောကမှာဆိုလို့ရှိရင်ဥစဉ်တို့တကာရင်းနဲ့သင်စားပြီးကြခဲ့ပြီလား။ပထမ20 basically မှာနော်။အာဟာရကြီးစီရရင်းကြီးပြီ။အာဟာရကြီးစီရတော့စားတဲ့အာဟာရတစ်ခုတည်းပဲလား။အာရူပီနောအာဟာရ။တံပြုတကဏ္ဍတမနာ။ပါရတုဋ္ဌာနာနေစာရူပနာ။ အဟာရပစ္စည်းနာပစ္စည်းရောဒီခန္ဓာကိုယ်ကြီးကစားတဲ့စားတော့ကလည်းအလုတ်လေးပြုပြီးစားရတဲ့အဟာရကလည်းအရေးကြီးတာပဲသာဆောင်ယူတဲ့ခန္ဓာကိုယ်မှာတိုးဝနိုင်ဖို့အရှိဖို့အတွက်ကနာဟာရကလည်းအရေးကြီးတယ်အဲ့လိုနာဟာရရဖို့အတွက်ကဆိုလို့ရှိရင်ဘာလုပ်ရမလဲတရားအထုတ်ရမယ်အဲ့တော့အာဟာရ၄မျိုးရှိတဲ့အထက်မှာအာရိစေရဏအာဟာရဖတ်တာအာဟာရဝိညာဏအာဟာရဆိုပြီးတော့နာဟာရ၃မှာရှိတယ်ဣတိယလည်းအာဟာရ၃မျိုးထဲမှာပါတာပေါ့ အဲ့တော့ဒီပီတိနဲ့နေနိုင်မယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်မှာကြံပါဖို့အတွက်အသေးရှိဖို့အတွက်လည်းထောက်ပံ့ဖြစ်တယ်လို့တန်တရာကလွတ်မြောက်ရေးအတွက်ကလည်းထောက်ပံ့ဖြစ်ပါတယ်ဒီလိုပဝိဝေကပီတိလို့ခေါ်တဲ့နိဝရဏတရားတွေကိစ္စချင်းကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာကိုရဖို့အတွက်ဆိုလို့ရှိရင်မြတ်စွာဘုရားကနေပြီးတော့သမထဘာဝနာကျင့်စဉ်နေဝိပဿနာဘာဝနာကျင့်စဉ်နေကိုကျင့်ကြံပွားများအထောက်ရမှာဖြစ်ပါတယ်ပဝိဝေကပီတိဆိုတာဆိုလို့ရှိရင်နှမျိုးရှိတယ် လောကုတ္တရာပဝိဝေကပီတိနဲ့လောကီပဝိဝေတပီတိဆိုပြီးတော့နှမျိုးရှိပါတယ်လောကုတ္တရာပဝိဝေကေတာရဖို့အတွက်ကတော့ဝိပဿနာကျင့်စဉ်တွေကျင့်ပြီးတော့မေတ္တရားတွေရပြီးတဲ့ခါမှာဖိုးဝင်စားတဲ့ခါမှာဆိုလို့ရှိရင်တော့လောကုတ္တရာပဝိဝေကပီတိနဲ့ဝင်စားပြီးတော့နေနိုင်ပါတယ်အကယ်၍မိမိတို့အနေနဲ့လောကုတ္တရာပဝိဝေကပီတိကိုမဝင်စားပြီးမနေနိုင်သေးဘူးဆိုရင်လေမြတ်စွာဘုရားဟောကြားထားတဲ့အနုဒတိ၁၀ပါး မထကမထန်ခုခုကိုပွားများနိုင်မယ်ဆိုလို့ရှိရင်လေလောကီပဝိဝေကပီတိကိုဝင်စားပြီးတော့ပြီးဆိုင်နိုင်ပါတယ်ပီတိတံဘောစဉ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်နုဒတိ၁၀ပါးတဘာဝဝင်စားပြီးကြရပါတယ်အာနာပါနာကမထန်ပွားများအထောက်ပဲ့ဆိုလို့ရှိရင်မိမိတို့အနေနဲ့စိတ်နေရနေရာတစ်ခုခုကိုရွေးချယ်ရမှာမယ်ချမ်းသာတဲ့အရိယဘုတ်တစ်ခုခုကိုရွေးချယ်ရပါမယ်မိမိတို့အနေနဲ့မျက်လွာလေးချပြီးတော့အာနာပါနာကမထန်ကိုဝင်လေထွက်လေကိုရှုပွားများမှာဖြစ်ပါတယ်အဲ့တော့ဘုရားအမတုခင်မှာ ဝင်လေထွက်လေတင်ရှားရတဲ့ကိစ္စမရှိဘူးကမတင်ရှားဘူးဆိုရင်မိမိရဲ့လက်ညှိုးလေးနဲ့လက်မလေးကိုအသုံးချပြီးတော့နှာခေါင်းနှစ်ဖက်ဘယ်မဲ့ညာနဲ့မှသွမ်းသာကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကချောင်းချောင်းလေးလေးလေးနဲ့အသက်ရှူလို့ကောင်းတာတွေးလိုက်မယ်တစ်ဖက်ကစိုးစိုးတက်ကြက်ကလေးနည်းနည်းလေးပိတ်နေတာတွေးလိုက်မယ်တတိထားမိလားတန်ကြိုလေးနဲ့လက်မလေးကိုပိတ်ပြီးသွမ်းသာပြီးတော့အသက်ကိုခပ်ပြင်းပြင်းလေးရှူကြည့်လိုက် တစ်ဖက်ကလူလူလတ်လတ်နဲ့ချောင်ချောင်လဲလဲလေးနဲ့အာရပါရရှုလို့ကောင်းတာတွေ့လိမ့်မယ်တစ်ဖက်ကနည်းနည်းလေးကြက်နေကြတွေ့လိမ့်မယ်အဲ့ဒီဘက်ကိုစိတ်မထားနဲ့လူတရားဆိုလို့ရှိရင်တကယ်တော့ကတော့တဏှာကြီးတွင်းပါနှာခေါင်းနှစ်ဖက်လိုအသက်မရှိဘူးတစ်ဖက်ကပဲအသက်ရှူနေတာဖြစ်တယ်အဲ့လိုအတိချင်းအပြင်အသက်ရှူချောင်တဲ့ဘက်မှာမိမိရဲ့စိတ်ကိုပိုးပြီးတော့အာရုံပြုထားမယ်ဆိုလို့ရှိရင်ကိုရှူတဲ့လေလေးကိုတင်းတင်းကြပ်ကြပ်တွေ့နိုင်သလိုရှုမှတ်တဲ့စိတ်နဲ့အရှုခံလေးအာရုံနဲ့စီးဝါးကြိုက်ပြီးတော့လေ စိတ်တန်လွင်မှုနေပြီးတော့တမာရီကောင်းစားဖြစ်ဖို့အတွက်လည်းအထောက်ပံ့ဖြစ်တယ်။အသက်ရှင်ဆောင်တဲ့ဘက်ကလေးမှာစိတ်ထားပြီးတော့ဘယ်နဲ့ညာနဲ့မှာတစ်ဖက်ဖက်မှာပေါ့။အဲ့ဒါကိုရှုတဲ့ဝင်သွားတဲ့လေလေးကိုဝင်လေလို့တီအောင်ရှုပါ။ထွက်သွားတဲ့လေလေးကိုထွက်လေလို့တီအောင်ရှုပါ။အထဲလည်းမလိုက်နဲ့အပြင်လည်းမလိုက်နဲ့။ဝိတုဒ္ဓိမဲမှာဥပမာနှစ်ခုနဲ့ပြထားတယ်။တကားသောဥပမာရဲ့လွှတ်တိုက်တဲ့ဥပမာရဲ့လက်သမားဟာလွှတ်တိုက်တဲ့ခါမှာတစ်တုံးနဲ့တောင်းနဲ့ထိတဲ့နေရာလေးရနေပြီးတော့ လွှာလေးသွားတာကိုကြည်နေသလိုတည်နေသလိုပဲအာနာပါနာရှုတဲ့ပုဂ္ဂိုလ်ကလည်းဝိနည်းကလေးထိမှုတင်ရှားရာနာသီးပြတော်လကောင်းနှခမ်းပြတော်လကောင်းထိမှုတင်ရှားရနေရာလေးကလေးဝင်လေးတက်ကိုတည်အောင်ရှုပါတခါတခါမှထိမှုကမတင်ရှားဘူးဆိုလို့ရှိရင်လေတကားစားဥပါတိုင်းပဲတကားဆောင်တဲ့ပုဂ္ဂိုလ်ဟာတကားဝါကနေစပြီးတော့လေဝင်လူတက်ကိုကြည်နေသလိုတည်နေသလိုပဲအာနာပါနာရှုတဲ့ပုဂ္ဂိုလ်ကလည်းနှခေါဝါလေးကနေစပြီးတော့လေဝင်လေးတွေကလေးကိုတည်အောင်ရှုပါ တကားဆောင်တဲ့ပုဂ္ဂိုလ်ဟာအထဲကိုလည်းလိုက်ပြီးတော့စစ်စစ်ကြီးချိုခြင်းမပြုသလိုအပြင်ကိုလိုက်ပြီးတော့လည်းစစ်စစ်ကြီးချိုခြင်းမပြုဘူးသူ့ရဲ့တကားဘက်မှာဖြတ်လာတဲ့လူဝင်လူပြက်ကိုသာလျှင်စစ်စစ်ကြီးရှုသလိုပဲအာနာပါနာရှုတဲ့ပုဂ္ဂိုလ်ဟာလည်းနှာခေါင်းဝါလီကနေဆောင်းပြီးတော့လေဝင်လေပြက်ကိုတည်အောင်ရှုပါအထဲလည်းမလိုက်နဲ့အပြင်လည်းမလိုက်နဲ့ဝင်သွားတဲ့လေကိုဝင်လေဖက်သွားတဲ့လေကိုထွက်လေလို့တည်အောင်ရှုပါအဲ့လိုရှုတဲ့အခါမှာကုစင်တို့စိတ်ရဲ့တဘာဝက ပပတမေရမတိမနောဆိုတဲ့အတိုင်းစိတ်ဟာမကောင်းမှုမှပွေလျော်တယ်။မြောင်များလိုပဲ။နှောသားပေါက်ကလေးများလိုပဲ။ကိုကျင်လက်ကျဆားခဲ့တဲ့အာယုန်ဤကိုပြေလွှားကျဆားနေတယ်လို့ပဲ။ကို့အနေနဲ့ကလည်း စိတ်ကလည်းဟိုဒီဒီကျဆားသွားလာနေကြတယ်အဲ့လိုစိတ်ကိုထင်းရတာခက်တယ်ဆိုလို့ရှိရင်တော့ဦးဇင်းတို့ဖောက်ဆရာတော်ကြီးကကနတ်တချာနီကိုရှူပါဆိုပြီးတော့ဝိတုဒ္ဓိမံမှာလာတဲ့အချိန်မှာညွှန်ကြားပြတ်သက်ထားပါတယ်ဝင်လေထွက်လေ1ဝင်လေထွက်လေ2ဝင်လေထွက်လေ3ဝင်လေထွက်လေ4ဝင်လေထွက်လေ5ဝင်လေထွက်လေ6ဝင်လေထွက်လေ9ဝင်လေထွက်လေ10ဆိုပြီးတိက္ကနေရှိတိက္ကနေရှိရည်တက်ပြီးရှူဖို့ညွှန်ကြားထားပါတယ်အဲ့လိုရှူတဲ့အခါမှာတော့ကိုယ်စိတ်ကလေးကိုအတိတ်ကတည်းကတင်းတင်းပြုတ်ထားပြီးတော့ ငါရေတွက်နေတုန်းမှာငါရဲ့စိတ်ကိုဘယ်မှမထွက်စေရဘူးငါတတ်မှတ်ထားတဲ့နံပါတ်ကိုဆုံးအောင်ရေတွက်မယ်ဆိုပြီးတော့တတ်မှတ်ထားတဲ့နံပါတ်ကိုဆုံးအောင်ယူတက်ပြီးရှူပါနောက်ကိုအနေနဲ့ ရှိကနာမကြိုက်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ lucky number တစ်ခုကိုရွေးချယ်ပြီးစလို့ရပါတယ်။အဲလိုတကယ်လို့စိတ်နှိမ့်လာပြီးဆိုလို့ရှိရင်တော့မရေတွက်တော့ပဲနဲ့ဝင်နေထွက်လေလို့စိတ်နဲ့မှတ်ပြီးတော့ရှုကြည့်ရင်လည်းရှုပါ။စိတ်နဲ့မှတ်ပါဖဲနေပဲလေဝင်လေးထွက်လေးကိုယ်ကိုတတိညာလေးနဲ့ပဲစောင့်ပြီးကြည်အောင်တီးအောင်ရှုနိုင်ရင်လည်းရပါတယ်။ဦးဇင်းဘောက်ဆရာတော်ကြီးကတော့တမာတိထူတောင်းနေတော့မှအဲလိုကြောင်းလာကြတာကိတ်တက်ခဲတာတွေပေါ်လာရင်တော့လိုက်မရှုပါနဲ့တဲ့။အကယ်၍ဒီခံပြီးတော့နေပြီးတော့ ဒီမခနိုင်လောက်အောင်ဝေဒနာတွေပြစ်ထန်လာပြီဆိုလို့ရှိရင်တော့လေဝင်တွေအတွက်ဖလေးကိုစိတ်မှညီကပြီးတော့မှကိုယ့်ရဲ့အရိယဘက်ကိုပြောင်းပြီးတော့ဝေဒနာကိုပယ်ဖြောက်ပြီးတော့ရှုပါတဲ့အဲ့လိုရှုတဲ့အခါမှာလည်းခဏခဏလည်းမပြင်းပါနဲ့တဲ့ခဏခဏပြင်းလည်းတမာတိဖြစ်မှာမဟုတ်ဘူးတဲ့မပြင်းမဲတဲ့ဒီဝေဒနာတွေကိုပေါ်ရပေါ်ရလက်ရှုနေမှာဆိုလို့ချင်းလေအာနာပါနာကမ္မထာရဲ့တမာတိကတွတ်တက်မှာမဟုတ်ဘူးတဲ့ဒါကမပြင်းမဲတဲ့ဝေဒနာကိုအန်တိတ်ပြီးတိခံပြီးတော့လေကိုရှုနေမှာဆိုရင်လေ စိတ်ပင်မကိုပင်မမြစ်ပြီးတော့တမာရီကဖြစ်တဲ့လောက်ချင်းမှမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ပြင်းသိမ်းတဲ့ခါမှာတော့ပြင်းမှာခဏခဏလည်းမပြင်းမှာနဲ့ပြင်းတော့မယ်ဆိုလို့ရှိရင်တော့လေအာရုံမှာစိတ်ကလေးညင်းကပ်ပြီးမှဆက်ပြီးတော့လေဘောမှာစက်တက်စက်တက်ကလေးညင်းအောင် ရှူသားပါအဲ့လိုရှူလာပဲဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့တမာရီဖြစ်လာပါလိမ့်မယ်အာနာပါနကမ္မထံကိုသိမဆိုလို့ရှိရင်တော့အာနာပါနကမ္မထံရဲ့လင်္ကာတိုင်းတွေပေါ့တတိငယ်ရာ ပထမဒုမာရှိတုတိလုံးစုံလင်းရာတနိုင်တာ စမှငြင်းစီပြီးဆိုတဲ့အတိုင်းပဲအာနာပါနာကမ္မထမှာအခုတော့တတိမြေအောင်ပထမအရင်ရှူရမယ်နောက်တော့အရှိတူတိအောင်ရှူရမယ်တတိယအဆင့်အစအလယ်ဆိုအကုန်လုံးထင်းထင်းရှားရှားတိအောင်ရှူပြီးတော့တဖြည်းဖြည်းငြင်းလာအောင်ငြင်းလာအောင်တင်မွေးလာအောင်ရှူရမှာဖြစ်ပါတယ်တင်မွေးတဲ့ခါမှာလည်းတိမ်မလို့မကတိမ်လို့တဲ့ခါမှာလေရတောက်ပေါ်သွားတတ်ပါလေတောက်သွားတဲ့ခါမှာလေတတိနယ်ပဲနှာသီးဝါလေးကနေစောက်ရှုနေမှာဆိုလို့ရှိရင်နောက်တော့အင်မတန်မှနွံ့ညံ့တိမ်မွေးတဲ့လေလေးကိုတိလာပြီးတော့ တဖြည်းဖြည်းနဲ့အဲ့ဒီနူးညံ့တိမ်မှုရဲ့လေကိုရှုနိုင်လာပြီဆိုလို့ရှိရင်တော့မိမိရဲ့စိတ်ကတိမ်မှုရဲ့လေအိမ်မှာစိတ်ကလေးကနစ်ပြီးတော့တမာရီကကောင်းလာတဲ့ခါမှာမလုတ်ချင်မပြုတ်ချင်လောက်အောင်ငြိမ်သက်ပြီးတဲ့ခါမှာဆိုလို့ရှိရင်တမာရီရဲ့ဆွာအရီကြောင့်ပိဋိပတ်တတိတွေနဲ့ငြိမ်အေးပြီးတော့ပဝိဝေကပိဋိလို့ခေါ်တဲ့နိဝရဏတရားတွေကိစ္စချင်းကြောင့်ချမ်းသာတဲ့အာယုံမှာဝင်စားပြီးတော့ငြိမ်နိုင်လာနိုင်ပါလိမ့်မယ်အဲ့လိုကနေပြီးတော့ဆက်ဆက်ပြီးတော့အထုမဲ့ဆိုလို့ရှိရင်လေတဲ့အကောင်နဲ့ပိတိပဝိဝေကရင်းနဲ့ချမ်းသာတဲ့ ထမဇန်ဒုတိယဇန်ဒီဝင်စားပြီးတော့လည်းနေနေပါလိုက်မယ်တကယ်တော့အနာပါနာကမ္မထာမှာမဟုတ်ပါဘူးဗုဒ္ဓနုသတိပွားတယ်မေတ္တာဘာဝနာပွားတယ်ဆိုလို့ရှိရင်လေသမထကမ္မထာတစ်ခုခုကိုပွားများအထောက်လာပြီးဆိုလို့ရှိရင်လေနိဝရဏတရားတွေငြိမ်းလာပြီးဆိုလို့ရှိရင်အဲ့လိုနိဝရဏတရားတွေကိစ္စချင်းကြောင့်ဖြစ်တဲ့ပဝေကပီတိနဲ့ချင်းရတာတာအနေတိုင်းမှာဖြစ်ပါတယ်တဏှာကြီးဆိုတဏှာကြီးနှစ်နာရီဆိုနှစ်နာရီဘာဖြစ်လို့ဒီလိုပဝေကပီတိလို့ခေါ်တယ်လဲဆိုလို့ရှိရင်တော့အာနာပါနာရှုနေတဲ့စိတ်ကိုဆိုလို့ရှိရင် မဟာကုသိုလ်စိတ်လို့ခေါ်ပါတယ်မဟာကုသိုလ်စိတ်နဲ့မိမိတို့ရဲ့ဇောစိတ်တွေဟာဇက်တက်ဇက်တိုက်ဖြစ်လာပြီဆိုလို့ရှိရင်မဟာကုသိုလ်ဇောစိတ်တွေမှာတောမနတဟတဟကုညာနာတံပြုတ်တွေဖြစ်နေပြီဆိုလို့ရှိရင်မိမိတို့ရဲ့ဇောစိတ်အစဉ်မှာဆိုလို့ရှိရင်ပပစိတ်တာသာသနာစေတသိက်လို့ခေါ်တဲ့စေတသိက်ခုနှမျိုးပြီးရင်ပကိန်းစိတ်က6ခုတောမနစေတသိက်က7ခုအဲ့တော့ 73ရဲ့19ရဲ့ဆိုလို့ရှိရင်32ပညာနဲ့ဆိုရင်33စိတ်နဲ့ပေါင်းတော့ကြတော့နော်34တပ္ပစိတ်တာတာတရဏစေတသိက်ခုနှစ်ပါးမှာဆိုလို့ရှိရင်လေဝေဒနာကဒုက္ခဝေဒနာပကိစိတ်မှာဆိုလို့ရှိရင်လေပီတိပါမယ်ဒီတောဗနာစေတသိက်19လုံးမှာဆိုလို့ရှိရင်လေကာယပတ္တိစိတ်တပတ္တိကာယလဟုတာစိတ်တလဟုတာကာယမုဒုတာစိတ်တမုဒုတာကာယကာမညတာစိတ်တကာမညတာကာယပါကုညတာစိတ်တပါကုညတာ ကာယုတ္တစိတ်တုစုကတာယုဂလာစေတသိက်စန္ဒလုံအကောင်းလာပြီဆိုလို့ရှိရင်ဒီစိတ်စေတသိက်တည်းရဆွိုင်းနေရတကူလုံးကပြန့်တန်လာပြီဆိုလို့ရှိရင်စိတ်ကောကိုရောညင်းအီးပြီးတော့အဲ့ဒီပဝဝေကပိတိနဲ့တဏှာကြီးဆိုတဏှာကြီးတဏှာကြီးဆိုတဏှာကြီးရှင်ရတာတာဝန်သားနိုင်မှာဖြစ်ပါလေအဲ့တော့အာနာပါနာကမ္မထာတစ်ခုတည်းမှမဟုတ်ပါဘူးမိမိတို့နဲ့ဆွိုင်းနိုင်မယ်ဆိုလို့ရှိရင်လေဘုဒ္ဓံသတိပွားမယ်ဆိုလို့ရှိရင်လေသူတခြားကြဘုဒ္ဓဂုဏ်တော်ကိုပွားမယ်ဆိုရင် ဖြစ်လာမှာဖြစ်ပါတယ်မေတ္တာဘာဝနာပွားများတဲ့ခံမှာဆိုလို့ရှိရင်လည်းမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းပဲဝိသုဒ္ဓိမေမှာလာတဲ့အတိုင်းပဲအတ္တပိယမစ္ဆတဝီရိဆိုတဲ့ပုဂ္ဂိုလ်၄ခုကိုတဥ္ဇီတဥ္ဇီကိုကိုတိုက်တဲ့အဝေယဟုံးတူပဲဖြစ်ဖြစ်အနိကဟုံးတဲ့အဲ့တိုက်တဲ့တခုကိုဒီစကလုံးတခုကိုရွေးချယ်ပြီးတော့ထက်ခါထက်ခါပွားများမယ်ဆိုလို့ရှိရင်အဲ့ဒါနိဝရဏတရားတွေကျင်းလာပြီဆိုလို့ရှိရင်အဲ့လိုချမ်းသာတဲ့ခံစားမှုတွေရလာမှာဖြစ်ပါတယ်နောက်တော့မှ ဒီကြောင်ဝင်တွင်ဒီခန်းတွင်မှာကိုယ့်ရဲ့အိပ်ပဝင်းရင်တွင်မှာတဖြည်းဖြည်းနေရာကိုချဲ့သွားပြီးတော့အဲဒီအနောတိတော်ပဲပရဏမေတ္တာအောဒီတော်ပရဏမေတ္တာဆိုတဲ့ပုဂ္ဂိုလ်ဆယ်နှစ်ဦးကိုပူစီတူစီရွေးချယ်ပြီးတော့ပွားများသွားမယ်ဆိုလို့ရှိရင်လေမိမိတို့အနေနဲ့နပီတိပတ္တိနဲ့ငြင်းအေးတဲ့ချမ်းသာမှုတွေကိုရရှိမှာဖြစ်ပါတယ်။ကြောင့်အခုတော့တကယ်လို့အာနာပါနာကြည့်ရင်လေအာနာပါနာကမ္မထံကိုပွားများကြည့်ပြီးတော့